တန်ဝေကယူဆရာလေးနော်တန်ဝေကယူဆရာလေးလောကကြီးမှာတနေ့တုန်းတစ်ချိန်တုန်းကဘလောက်အာနာရှိရှိနောက်ဆုံးမိတ်အချိန်လူဘဝဆိုတာဒါမျိုးတွေနဲ့ကြုံရတတ်တယ်ပေါ့တန်ဝေကမယူတတ်လို့ရှိရင်တော့ကိုရှိနေတဲ့အချိန်ပိုင်းလေးမှာဟုတ်လာပြီထင်တတ်တယ်ပေါ့ကောသလမင်းကြီးရဲ့နန်းကြတာဟာလည်းပဲဇေယျပေါ်မှာပဲသူအသက်သေဆုံးပြီးတော့သွားတယ်ပေဂိတာရမင်းကြီးကထောင်ထဲမှာသေတယ်ကောသလမင်းကြီးကဇေယျပေါ်မှာသေတယ် ေရသော်ဘုရားနဲ့လက်တွဲလာခဲ့ကြတဲ့တတူရွယ်သူဖြစ်တဲ့ကောသလမင်းကြီးရဲ့ဘဝဆက်သိမ်းကလည်းမကောင်းဘူးဗေမိတာရမင်းကြီးရဲ့ဘဝဆက်သိမ်းကလည်းမကောင်းဘူးလောကကြီးမှာတနေ့တုန်းတစ်ချိန်တုန်းကဘလောက်အာနာရှိရှိနောက်ဆုံးပိတ်အချိန်လူဘဝဆိုတာဒါမျိုးတွေနဲ့ကြုံရတတ်တယ်ပေါ့တော့လောကလူလောကမှာနေကြတာလေကခဏလေးပဲလို့ဆိုကောင်းစားတဲ့လူလည်းခဏလေးပဲမကောင်းစားတဲ့လူဆိုတာလည်းခဏလေးပဲ ဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ခဏလေးနေမြင်ရပြောက်ဆိုတာလို့လောကမှာပျက်စီးဆုံးရှုံးမှုဟာအလွန်နှင်းမြန်တဲ့တက်တန်းနေရာလဲအလွန်တိုးတယ်။ဒါကြောင့်ဘလောက်ပဲချမ်းသာချမ်းသာမင်းချမ်းသာဆိုတာနော်သမုဒ္ဒရာတွေကတက်လာတဲ့ချိန်လေးမှာရေပောင်လေးကြလို့ပွက်ခနဲ့ထားလာတဲ့ရေပွက်ကလေးလိုတူတူလေးပါတဲ့ခဏလေးတေချာစဉ်းစားကြည့်ရင်လည်းလူ့ဘဝခဏလေးပဲ။ နော်စတုမာရီနတ်ပြည်ရဲ့နတ်သက်နဲ့တွဲကြည့်မယ်ဆိုရင် လူတွေရဲ့အနှစ်90မှာစတုမာရီနတ်ကတရက်ရှိသေးတယ်။တာဝရိန္ဒာနတ်သက်နဲ့တွဲပဲဆိုရင်လူတွေရဲ့အနှစ်100တာဝရိန္ဒာမှာတရက်ပဲရှိသေးတယ်။အဲ့တော့တာဝရိန္ဒာနတ်ပြည်ကနတ်တွေကနေလူတွေကိုကြည့်လိုက်မယ်ဆိုရင်ဟင်အခုပဲမွေးအခုပဲအိုးအခုပဲအဖိုးကြီးဖြစ်ပြီးအခုပဲတည်သွားတယ်လို့ဒီလိုထင်တယ်။တခါတော့ကဆောလမွန်ဆိုတဲ့ အင်္ဂလိပ်စာအုပ်လေးထဲမှာဆောလမွန်ဆိုပြီးတော့ဒီလူဘဝတက်တန်းလေးကိုဖော်ပြထားတာရှိတယ်။တက်တန်းလေးဖော်ပြထားတာလေးကစိတ်ဝင်စားလေး။ဟာလဲဆိုရင်သူကတနင်္ဂနွေနေ့မှာမွေးတယ်တဲ့။တနင်္လာနေ့ကျတော့ကြောင်းနေအင်္ဂါနေ့ကျတော့လက်ထက်တယ်။နော်။ဘုရုနေ့ကျတော့နေမကောင်းထိုင်မတာဖြစ်။ဇာတာပရိနေ့ဆေးရုံတဲ့ တောင်းကြနေတေစနေနေ့ချလူတယောက်ရဲ့အသက်ကိုဖော်ပြထားပုံလေးဒီခုနှစ်ရက်ပဲအဲ့ဒါလိုလူလောကအဲ့ဒါလိုပြောရလောက်အောင်ဒီခုနှစ်ရက်အထဲမှာပဲဝေးတာတနေ့တေးတာတနေ့ဆိုတော့အလွန်တူတောင်းနေတဲ့အချိန်လေးတစ်ခုရှိเนาะ